ကျွန်မအနေနဲ့ကပေါ့နော်အကြံပေးချင်တာတိတလားဆိုငါချက်လောက်ပေါ့ငါချက်ကောင်းစဉ်ကြီးပေါ့နော်ငါချက်လောက်စီနံပါတ်1အနေနဲ့ကျတော့ပညာပေးတဲ့ဟာတွေဒီမှုရေးစီနဲ့ပတ်သက်ပြီးကောင်းကျိုးဆူကျိုးဘာတွေဖြစ်သွားလဲဒါနဲ့ပတ်သက်ပြီးတော့ပညာပေးတာနောက်တစ်ခုကတော့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့နှစ်သိမ့်ဆွေးနွေးပေးတာတွေပေါ့နော်အာ နောက်နံပါတ်3တခုအနေနဲ့ကျတော့ကျောင်းမှာရေးပိုင်းဆိုင်ရာသူတို့မှာဒီစိတ်အဒီစေးလေးတွေတုံးဆွဲတာဖြစ်တဲ့အတွက်သူတို့မှာစိတ်ပိုင်းဆိုင်ရာအကျောင်းမှာရေးနေပတ်သက်တဲ့ဟာလေးတွေရှိနိုင်မှာပေါ့နော်ဒါကြောင့်မလို့ကျောင်းမှာရေးနေပတ်သက်ပြီးတော့လဲကိုကြီးပန့်ပို့လို့လိုအပ်တယ်နောက်တစ်ခုကကျတော့မိဘနဲ့ပတ်ဝန်းကျင်ကျမတို့မိသားစုပေါ့နော် sorry မိဘမမိသားစုပေါ့ဒီမိသားစုနဲ့ပတ်ဝန်းကျင်တိုင်ဝမ်ကလည်းဒါကိုဝိုင်းဝန်းပြီးတော့ပါဝင်ပန့်ပို့ပေးရမယ်ကောင်းတဲ့ အရာလေးတွေနဲ့လှုပ်ပေးရမယ်ပေါ့နော်။ပြီးရင်နောက်ဆုံးတစ်ခုအနေနဲ့ကျတော့သူတို့တွေကဘာကြောင့်စိတ်ညစ်ခဲ့တာလဲ။ဘာကြောင့်ဓာတ်တွေတုံခဲ့တာလဲ။အဲ့လိုဆိုတော့သူတို့ကိုကျွန်မတို့ကအခွင့်ရေးပေးရမယ်။သူတို့ကိုဗလဲစွန့်ရင်မြင့်တင်ပေးရမယ်။သူတို့တွေတဖန်ပြန်ပြီးတော့ဟိုစာရက်တည်နိုင်အောင်အလောက်ကైခွင့်လန်းနေသူတို့ကိုဟိုစွန့်ရင်မြင့်တင်တဲ့တင်ဒန်းလေးတွေပေါ့နော်။ဓာတ်လေးတွေပေးခြင်းအဖြစ်လဲသူတို့ပို့ပြီးတော့ပျော်ရွှင်လာမယ်။ပို့ပြီးတော့ဟိုစာအသက်ဝင်လာနိုင်မယ်လို့ပေါ့နော်။ဒါကြောင့်မလို့ကျွန်မအနေနဲ့ဓာတ်လေးပြောချင်ပါတယ်။